အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့အပြောင်းလဲဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါနားဆင်အားပေးကြပါအောင်ခင်ဗျာဤဖြစ်ရရဲ့အစသည်အမောင်ညင်းတဲ့တကောင်အိမ်ပြန်လာတဲ့အချိန်ပဲဖြစ်ပါတယ်သူ့ရဲ့နောက်သူကြောင်တကောင် လိုက်ပါလာခဲ့တယ် ကြောင်ရှက်အကြောင်မအဝါရောင်ကိုလုံးကပင်ပင်ပပအထူးခြားဆုံးပချင်းချောင်တောက်နေတဲ့မျက်လုံးတစုံကြောင်ဝါသည်လမ်းဘေးတက်တိုင်အောက်မှာ ရှိနေခဲ့ပါတယ်အမောင်ကပလက်ဖောင်းပေါ်မှာလမ်းလျှောက်လို့လာခဲ့တယ်ဓမီတန်ကိုဖျက်လာတော့အခါကြောင်ဝါသည်အမောင်နောက်သို့လိုက်လာခဲ့တယ်အမောင်သည်ကြေးဝိုင်းလေးတစ်ဝိုက်မှာဖြူခါချား၍အိမ်သို့ချီချင်းပြန်ခဲ့ခြင်းပဲဖြစ်တယ်တကယ်ရေးတော့ဖော်ဖော်တီတီအနံ့ရခဲ့ပါက တက်စီနဲ့ပြန်လိရှိပါတယ်လောလောဆယ်ချိန်မှာအံ့မောင်းထန်တွင် ကောင်းချင်းဟူတဲ့စကားလုံးသည်လုံဝါကိုအတိတ်ပဲကင်းမဲ့လို့နေပါတယ်အံ့မောင်းနဲ့ခြေလန်းနှလန်းကွာမှာလိုက်ပါလာတဲ့ကြောင်ဝါကိုဒုက္ခစိတ်ပေါက်ပေါက်နဲ့ကန်ထဲလိုက်ရန်စဉ်းစားမိပါသေးတယ်ဒုဗ္ဗတော်လည်းဒီကာလသည် သူဒီကံမကောင်းခြင်းများကိုရရှိနေတဲ့အခက်တံပဲဖြစ်တယ်ဒါကြောင့်မလို့အเจ้าမဲ့တဲ့တဲ့တိရိစ္ဆာန်တကောင်ကိုနာကျင်စေရန်မလုံးတင်ဘူးဆိုပြီးစိတ်ကောင်းတစ်ခုကိုထားလိုက်ပါတယ် တနည်းအားဖြင့်ကြောင်ဝါလေးတည်လေသူနီးတူကန်ဆိုးနေသူများဖြစ်လိမ့်မယ်ဒါကြောင့်မလို့ကျွေးမွေးဆောင်းရှောင်းမြည်ပန်းရှင်မရှိတော့ကြောင့်ယခုလိုလမ်းပေါ်မှာလေလွတ်နေခြင်းဖြစ်ပြီးလိမ့်မယ်ဆိုပြီးစဉ်းစားမိပါတယ်ဒုက္ခမှာသူနဲ့ဘွားတူဖြစ်နေတဲ့ကြောင်ဝါလေးကို စာနာစိတ်ဖြင့်ခွင့်လွတ်လိုက်ပါတယ်သူ့ရဲ့နောက်မှာတကောက်ကောက်လိုက်ပါခြင်းကိုအပြည့်အဟူမယူဆတော့ကြည်စဉ်စစ်အားဖြင့်ထုံညသည်နင်းပြူများဆိုင်နေပါတယ်အသေးအတန်ချမ်းစိတ်နေတဲ့လေးက တတုံတုံဖြတ်ပန်းလို့နေပါတယ်အမောက်မှာသူဝစ်စင်နေကြဂျာခင်အင်ကြီးအပေါ်စားကိုဇီးပိတ်ဆွေးစီပြီးဂျာခင်အင်ကြီးအိမ်နှစ်ဖက်တို့သူ့ရဲ့လက်သေးဆုံးနှစ်ခုကိုတဖက်တစ်ချက်စီတွန်းလိုက်ပါတယ်ခြေလန်းကိုခတ်တုတ်တုတ်လျှောက်တယ်သူ့ရဲ့တဲတန်းရရှိရတော့အမြန်ဆုံးရောက်မှဖြစ်လိမ့်မယ်ထို့အခါကျမှအိတ်ချပေါ်မှာနှွေးနှွေးထွေးထွေးကွေးချလိမ့်မယ်အိတ်ချမဝင်မီညနေကမကုံနိုင်ရွှေ့ချမ်းထားတဲ့ထမင်းကျန်းဟင်းကိုအစာပြေဝိုင်းဖက်ထဲသို့တွန်းရအောင်မယ် တကယ်၍သာကြိတ်ဝိုင်းတွင် အနိုင်ရခဲ့ပါက ထိုအစားစာကို တွေ့တာမမောတည်စရာမလိုဘူးခေါက်ဆွဲကြော်နဲ့ရေရွှေကြီးလေးဘက်ခန့်ကိုသူ့ရဲ့အစာအိမ်ထဲသို့ဖြည့်တင်းနိုင်တယ်ယခုအခါမှာဝမ်ဘတ်လေးပလာဖြင့်ပြန်ခဲ့ကြပါတယ်ထိုအခါမှာဘော်ဒါတယောက်ကလည်းဖဝါးချီတဲ့ထက်ချက်မကွာပါလာခဲ့ပါတယ်အမောင်နေနဲ့ထိုတန်းရှားတွင် နေထိုင်ခဲ့ဒီမှာရှစ်လကျော်ခဲ့ပြီတဲတန်းရအချိန်ကကုန်ပြည့်စည်းတူလုံးရာ တန်လျာကြီးတစ်ခုပဲဖြစ်ပါတယ်။သို့ပါတော့လေနောက်ပိုင်းမှာကုန်ပြည့်စည်းများမထားတော့ပဲအခမ်းများကန်ပြီးတော့ကားရန်လိုက်တော့ကြောင့်လေကန်တွေတန်ရှားပဲဖြစ်သွားတယ်။အမောင်တို့ကဲ့သို့သောပြန်ကြလူတန်းစားများအတွက်မိုးလုံလီလုံအကာခင်ပြေဆုံးအခမ်းဖြစ်ပါတယ်။အခမ်းငါးကလည်းအလုံးကူမှတတ်တာပါတယ်။ဒုရတင်ထိုးတဲတန်းရတွင်လင်းစုံမရေဖက်များအနေနဲ့၃လဖြစ်စေ၄လဖြစ်စေရရှိတာနေကြတယ်။ထိုးတန်းရနောက်ဖက် ဂိုက်လေးအတွေ့မှာပဲဘီးဆက်ခြုံများနဲ့ရွှွန်များခထူထက်တယ်တီအီအီစီးစစ်နေတဲ့ချောင်းရှိတီမိုးတွင်းခါမှာရေရှံလေးရှိပါတယ်ထို့ခါမျိုးမှာတဲတန်းရရဲ့နောက်ဘက်မှာစီးဝင်တတ်ပါတယ်ထို့သောချောင်းရှိချမ်းချိန်မှာရေနဲ့တူမွေးများလေရောထွေးပါလာတတ်တယ်စင်စစ်အပြင်ချောင်းဆက်မွေးတွင်းထဲသို့ရေမြဝင်ရောက်တော့ကြောင့်ရေလွတ်ရာတဲတန်းရသို့ မွေများမှဝင်ရောက်ခူအောင်စရာဖြစ်လာခြင်းပဲမိတို့ပင်ဖြစ်စေ လောလောဆယ်ချင်းကာလမှာအံ့မောင်နေထိုင်တဲ့အခန်းမှာလွဲပြီးအခြားအခန်းများမှာမိသူတူတူတယောက်မှမရှိကြအခန်းလုံးများသာဖြစ်ပါတယ်တဲတန်းရှားရဲ့တောင်ဘက်အစွန်ခန်းသည်အံ့မောင်ရဲ့အခန်းပဲဖြစ်တယ်အခန်းတကားကိုဖွင့်လိုက်တဲ့အခါမှာအတွင်းမှာပြည်စည်းဟူ၍များများဆဆမရှိအံ့မောင်သည်အိုးတက်လုံးဖြတ်တစ်ချက်သမားဖေးဖြစ်ပါတယ်သူ့ရဲ့အတွက်အင်ကြီးတုံးတယ်လုံကြီးတုံးနိုင်သာရှိရင်ရပြီပထမဝိစင်ပြီးတော့ အဝေးအစုံကိုအိတ်ချာချိချင်းပတ်မှာကျိုးတန်းမှာပဲဖြန့်ထားတယ်ဒုတိယနဲ့တတိယဝိဆုံဝေပြီးတဲ့အခါမှာပထမဝိဆုံကိုပြန်လဲပြီးတော့ဝိဆင်တယ်ထိုအင်းကြီးသုံးတဲ့လုံကြီးသုံးတဲ့ကိုတလတစ်ချိန်သာစူပေါင်းလျှော်ဖို့လေရှိပါတယ်ထမင်းတအိုးညမနဲ့အတွက် အသိင့်ချက်ထားတယ်ဟင်းချာနေနဲ့ကြုံတလူဖြစ်တယ်လို့စားပါတယ်တခါတရံဟင်းချာမစားပဲဘူးတိကျော်ဗျာကျော်ပစုံကွက်ကျော်စသည်ဖြင့် စားလေရှိပါတယ်။ယခုညဖို့မနက်ကခြံထားခဲ့တဲ့အမဲကျော်လက်ကျန်တုံးနဲ့ထမင်းချန်ခဲကူတာညစာဖြင့်ဆွဲချပေးတော့မယ်။သို့ပါတော့လေကြောင်ဝါလေးတကောင်ကသူ့အဖော်ဖြင့်ပါလာခဲ့ပါတယ်။ထို့ကြောင့်အမဲကျော်တုံးကိုကြောင်ဝါလေးကိုခွဲတန်းချချမိဟု၍အမောင်မှာတွက်ကင်းချထားတယ်။တဲတကောက်ကိုဖွင့်လိုက်ပြီးတဲ့နောက်အိယာကောင်းရင်ဘက်ရှိဖျောင်းနံကူမိကျင့်နဲ့ထွန်းကြီးလိုက်ပါတယ်။အခန်းတွင်မှာ ခိုအောင်နေတဲ့အမောင်တို့သည်အဝေးသို့ပြေးထွက်လိုသွားပြီးအမောင်ကအဲ့ရှာချိတ်ချင်းဘက်သို့ခုန်တက်လာပြီးတော့အိမ်တွေရရထိုင်နေတဲ့ကြောင်ဝါကိုလှမ်းပြီးတော့ကြိတ်လိုက်ပါတယ်။ဖျောင်းနိုင်မှာထွက်ပေါ်လာတဲ့အလင်းရောင်သည်ကြောင်ရဲ့မျက်လုံးစုံကိုအကြောင်ဟက်ပြီးတော့ထူးထူးခြားခြားတောက်ပြောင်လို့နေပါတယ်။ထိုမျက်လုံးမှာထွက်ပေါ်လာတဲ့ရောင်ပြန်နေတွင်အသေးပဲတစ်ခုခုပါနေပြီဟု၍အမောင်မှာထင်မိယူဆမိတယ်။ဒုဗ္ဗတော်လေတိတိကျကျအတိဖေဖို့လို့မရနိုင်တော့ကြောင့် အံ့မောင်းသည်ထိုထင်းယူချက်ကိုအုံနောက်ထဲမှဖေရှားလိုက်ပါတယ်ထို့နောက်မှာအံ့မောင်းကမဲသားစုံကိုစိတ်ရှည်လက်ရှိဖြင့်အသားမြင်များဖြင့်မွားလိုက်ပြီးထမင်းကြံတဆုပ်ဖြင့်ကြကြနနနဲပါတယ်ကဲဒီညဖို့တော့မင်းနဲ့ငါရှိတာလေးနဲ့ခွဲဝေစားကြတာပေါ့ကွာ နောက်တနေ့အတွက်တော့မစင်စားသေးတာပဲကောင်းတယ်ကဲလာလာစားပြီးတော့အံ့မောင်းကကြောင်အတွက်ပြုတ်လုပေးထားတဲ့အစားကို ကျွေချီတုတ်တန်စလုံးတဲ့သို့တန်တန်ပြပြတက်တက်ရရက်ထည့်ပြီးပါတယ်။သူ့ရဲ့ဆောင်ရွက်မှုမှာစေတနာပါကြောင်းတိတာထင်ရှားတယ်။ထို့နောက်မှာကြံတဲ့ထမင်းချက်နဲ့အမဲကျော်တုံးကိုသူ့ဟာသူမင်းချီရှက်ရှည်စားပါတယ်။ထို့သူစားတော့ရင်နဲ့အံ့မောင်ကကြောင်ကိုတရှက်လန့်ပြီးတော့ကြည့်တယ်။ကြောင်ဝါတီနဲ့အံ့မောင်ကြွေးတဲ့အစားကိုအင်ဒရီရရစားနေဒီမှာအံ့မောင်ဘက်သို့ပြက်ကနေတစ်ချက်ကြည့်ပါတယ်။သူတို့နှစ်ယောက်မှအကြည့်ချင်းဆုံးကြတယ်။ ဂျန်ဝါရှေ့ပိချင်းချောင်းမျက်လုံးအစုံမှာသူ့အားကျေးဇူးတင်တဲ့အရေးချောင်တစ်ခုကိုတွေးရသည်ဟုအံ့မောင်မှထင်မြင်ယူဆမိတယ်။သို့ပါတော့လေထိုထင်မြင်ချက်သည်မှန်ကန်ခြင်းရှိမရှိ သူ့ဟာသူဝေခွဲနိုင်ခြင်းမရှိပါ။မိတို့ပင်ဖြစ်စေစားတော့ပြီးစီးချိန်မှာအံ့မောင်သည်အိတ်ချပေါ်မှာခြေဆန်းလက်ဆန်းတုံလုံးလဲလိုချလိုက်ပါတယ်။ထိုခိုက်မှာထူးထူးခြားခြားဖြစ်ရတဲ့ခုဖြစ်ပေါ်လို့သွားတယ်။မျက်နှာချက်ပေါ်မှာအချောင်မွေးချောင်းနဲ့သုံးမိခန့်ရှိရှိတဲ့ အရာဝိတ္ထုတစ်ခုသည်အံ့မောင်ရဲ့ရင်ဘတ်ပေါ်သို့ပြုတ်ကြလိုလာခဲ့ပါတယ်။အံ့မောင်နေနဲ့ယုတ်တိရဲ့ကြက်တီတီလိုသွားတယ်။ဘာလို့ရမှမသိ။အထိတ်တလန့်ဖြင့်ငေးငိုင်လိုနေပါတယ်။ဒီနေရာမှာအကြောင်းဝါကြီးသည် လက်ရဲတစ်ပြက်လှုပ်ရှားမှုဖြင့်အံ့မောင်ရဲ့နဘေးကိုခုန်ဝင်ရောက်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအံ့မောင်ရဲ့ရင်ဘတ်ပေါ်မှာလူလိမ့်စပြုတ်နေတဲ့အရာဝိတ္ထုကိုမိမိရရကြိုက်ချီပြီးတော့အိရာချီရင်ဘတ်တို့ပြန်လဲရောက်ရှိလို့သွားတယ် ထို့အခါကျမှအံ့မောင်သည်ဂမန်းကထန်းလူးလေလိုထပါတယ်ဖျောင်းနိုင်မှမီးကြောင်မှမြင်းနေရတဲ့မြင်ခွင်းကိုတေးတေးကြကြအာယုံစိုက်ပြီးတော့ကြည့်မိတယ်မြတ်စွာဘုရားအံ့မောင်ရဲ့နှုတ်ဖျားမှအာမေဒိတ်တန်ထွက်ပေါ်လို့လာခဲ့ပါတယ်သူ့ရဲ့အိညာချည်ရဲ့မှာကြောင်ဟွာကြီးသည်မွေတကောင်ရဲ့လေပင်ကိုမိမိရရကိုက်ပြီးတော့ဝါးနေပါတယ်လူးလို့ယုံထုတ်ပြီးတော့စူးစမ်းနေတဲ့မွေကြီးအကြောင်းမှာအ내ဆောင်ပဲဖြစ်တယ် အရွယ်စားအပြင်အလျားသုံးမိခန့်ရှိပါတယ်ဒုက္ခမှာအံ့မောင်သည်အကြီးအကျယ်ရင်ခုန်နှုတ်ကအစမတန်မြန်လို့လာခဲ့ပါတယ်အသက်ရှူမနေတယ်သူသည်ကြောင်းဝါကြီးနဲ့အနှဲချောင်မွေးကြီးကိုမြတ်တော်မခတ်တန်းကြည့်နေမိတယ်လောလောဆယ်အပြင်သူဘာလုံးရမှမသိမကြမီမှာမွေကြီးရဲ့လူလူလှူရှာမှုကငြိမ်သက်လူသွားခဲ့ပါတယ်မွေကြီးတီကြောင်းဝါကြီးရဲ့လက်ချက်ဖြင့်စီဝင်ကြွေးလို့သွားပြီးအကယ်၍သာထိုနေ့ညကအိမ်ပြန်လမ်းမှာ ကျောင်းဝါကြီးနဲ့မတွေ့ခဲ့ပါကယခုအချိန်မှဇီဝင်ကြွရမဲ့သူမှာမွေနယ်ကြီးမဟုတ်ဖဲနဲ့အမ်းမောင်သားပဲဖြစ်ပေလိမ့်မယ်အမ်းမောင်မှာအိမ်ရာမှာနိုးလာခဲ့ပါတယ်အမ်းမောင်အိမ်ရာမှာနိုးလာခဲ့တယ်သူအိမ်ရာမှာထားချိန်တည်ထုံးစံအတိုင်းနနေ့ရှင်းနိုင်ခွဲပဲဖြစ်ပါတယ်အမ်းမောင်ကအိမ်ရာမှာနိုးနိုးခြင်းသူ့ချိန်ချင်းပတ်သည့်လှမ်းပြီးတော့ကြည့်မိပါတယ်သူ့ရဲ့ချိန်ချင်းမှာကျောင်းဝါကြီးနဲ့အနက်ဆောင်မွေးကြီးကိုလောဘကိုမတွေးချတော့ခြင်း အမောက်ကမိသွေးခဲတခဲဖြင့်သွားတိုက်ပြီးတော့တဲနောက်ဖက်သို့ထွက်လာခဲ့တယ်။ထိုအချိန်မှာထူးခြားတဲ့ပြည့်ရတစ်ခုကိုမြင်လိုက်ရပါတယ်။ကြောင်ဝါကြီးသည်ချောင်းဆက်ဘက်မှပြန်လာခဲ့တယ်။ကြောင်ဝါကြီးရဲ့ပစက်မှာလှုပ်လှုပ်ရှားရှားတဲ့ဝါတကောင်ကိုကိုက်ချီလိုလာခဲ့ပါတယ်။အမောက်ရဲ့နီးသို့ရောက်တဲ့အခါမှာကြောင်ဝါကြီးချီလာတဲ့တဲ့ဝါမှာငါးတကောင်ဖြစ်နေပြီးခမန်းချီအဖြစ်၄၀တားခန့်ရှိတဲ့ငကြင်းတကောင်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အမောက်သည် နန်းနက်စာအတွက်စံအိုးထဲမှာနောက်ဆုံးလက်ချံစံလက်နဲ့ဆုပ်စားကိုငကြင်းနဲ့ရှော့ပြီးတော့ပြုတ်လိုက်ပါတယ်အကယ်၍သာထိုးငကြင်းကိုဟင်းစားဖြစ်စေကြော်တီဖြစ်စေစီငကြုံကြက်တော့စာတီတို့လိုအပ်နေအောင်ပဲငါးဆံပြုတ်အတွက်စာနှင်းငယ်များရှိရင်ပြီးတယ်ထင်းအတွက်ချောင်းဆက်မှာရှာဖွေစူးစောင်းထားတဲ့ရေမျောကန်းတွေတက်ကန်းချောင်းများကိုဖော်ဖော်တီးတီးရှိတော့ကြောင့်ပူစရာမရှိပေစားတော့ပြီးစီးတဲ့အခါမှာ အမောင်ကကြောင်ဝါကိုအသာအရှာပုတ်ပေးပါတယ်။ငါဒီနေ့အပြင်ထွက်ပြီးတော့ငွေလေးပါလေးချအောင်မယ်ကွာ။အစင်ပြေတော့ဒိုးနေအောင်ဝဝလေးလေးစားချတာပေါ့။အမောင်ကပြောလိုက်ပါတယ်။ထိုးနောက်မှာတဲတဲမှာထွက်လာခဲ့တယ်။မြို့ထဲမှာဥတီယာမရှိတနေ့ရရလောက်ကန်တခုခုဖြစ်လို့ဖြစ်ညာရှောက်သွားခဲ့ပါတယ်။အမောင်တီမြည်သူတော့အလုံးမစိုးငင်းပယ်လေးမရှိ ကြာပန်းလို့သူပဲဖြစ်ပါတယ်။တို့ဘတော်လေအခုချိန်ထိအလုံးမရှိဘူး။ မနေ့ကစားခဲ့တဲ့၅ဆန်ပြုတ်တီဝမ်ဘတ်ထဲမှာတကြိတ်ကြိတ်မြည်လျက် အစာချိန်ညံ့သွားသောကြောင့်ဟာလာဟင်းလင်းဖြစ်နေပါပြီ အပူချိန်တီစီးစားချိန်ဖြစ်တာကြောင့်အေးမြပျောက်ွယ်ခဲ့ပြီ လမ်းမီးတိုင်ကနေရောင်ကြီးကိုအစားထုတ်ပြီးတော့လင်းလာခဲ့ကြတယ်ဒါကြောင့်မလို့အံ့မောက်ကလမ်းပီတစ်ဖက်ရှိစားတောင်းဆန်တက်မှာအစားတောင်းများရဲ့နံများကိုရှုပြီးရှောက်လာခဲ့တယ်တဏီယာတို့အရောက်မှာဟေးဖို့အံ့ဟင် စားတော့ဆန်တဆိုင်မှာကျဲလောင်းတဲ့အတံကိုလှမ်းပြီးတော့ကြားလိုက်တဲ့ဖြင့်အံ့မောင်မှလှမ်းပြီးတော့ကြည့်မိပါတယ်ထိုဒုက္ခခြေလန်းကြဲကြီးများဖြင့်လိုက်လာခဲ့တယ်အံ့မောင်ရဲ့လက်ကိုစုပ်ကင်လို့ထားပါတယ်စားတော့ဆန်တဲ့သူရောက်တဲ့အထိထိုဒုက္ခပြုတူပြဲတဲ့ဖြင့်ကြည့်မိပါတယ်အံ့မောင်နေနဲ့ထိုဒုက္ခတချိန်ခါရင်းနေပြီအတီအကျွမ်းဝင်ခဲ့သည်ဟုတဲ့ထင်မြင်ယူဆမိတယ်ဒုဗ္ဗတော်လည်းသူ့ရဲ့နာမည်ဖြင့်မြည်သူဟုရှိအစဖော်လို့မရပါဘူး တို့သူကမိမိကိုရင်းနှီးစွာဖြင့်အဖျားဆုတ်ခေါ်ပြီးစားတောက်ဆန်ရင်းတို့ဆွဲခေါ်လို့တွားခဲ့ပါတယ်။သူ့ရဲ့စပွဲပေါ်မှာရောက်ရှိနေတဲ့အစားတောင်များကိုစေတနာပလက်ပွားဖြင့်ကျွေးမွေးလုံနေတယ်။ထို့ကဲ့သို့သောလူတယောက်ကိုမိမိကခမည်းဘသူလဲဖြာဟု၍မေးချင်ဟုမယူဆလိုက်ပါ။စားရှင်းတောင်ရှင်းဖြင့်အံ့မောင်ရဲ့အုံနောက်ထဲမှာထိုသူ့ရဲ့နာမည်ပု္ပ္ပာကိုဖြေရှားလို့နေပါတယ်။စားတောက်ပြီးတဲ့အခါမှာ ထိုသူကအမ်းမောင်အိတ်ထဲသို့ငွေဆက်ကူတစ်ထပ်ထိုးထည့်လိုပြီတဲ့ငါအပေါ်မှာမင်းကျေးစုရှိခဲ့ဘူးတဲ့ဟူတဲ့အတန်အိုကြီးဖြင့်ပြောပါတယ်ထို့နောက်မှာအမ်းမောင်ကိုအိမ်ထိလိုက်ပို့ရန်တဆူပါတယ်အိမ်ကိုကျွန်တော်မပြန်သေးဘူးဗျာအချားသွားစရာကိစ္စလေးတွေရှိနေလို့နောက်တော့မှအေးအေးဆေးဆေးထပ်ပြီးတော့ส่งကြတာပေါ့ဗျာအမ်းမောင်မှာရှင်ကြီးစွာပဲငင်းပယ်လိုက်ပါတယ်စင်စစ်အဖြစ်မိမိအပေါ်စေစနာအပြေးအဝါဖြင့်လေးလေးဆက်ဆာ လက်ရှိနှုံချချွတ်တဲ့တဲ့တန်လျာတို့ခော့သွားမလို့ဒါကြောင့်မလို့လမ်းခွဲခဲ့ခြင်းပဲဖြစ်ပါတယ်အိမ်ပြန်လမ်းမှကြုံခဲ့ရတဲ့လမ်းဘေးအချိုဆိုင်မှာပစွန်ကြောနဲ့ငါးပေါင်းကျော်တချို့ကိုကြောင်ဝါအတွက်ဝဲခဲ့ရသေးတယ်အမောင်တီသူ့ရဲ့တန်ရှားရှိတို့ရောက်တဲ့အချိန်မှာထိုသူရဲ့မိကိုအဆဖော်လို့မရသေးထိုသူရဲ့အကြောင်းကိုလည်းပြန်လည်စဉ်းစားလို့မရဒုဖတော်လည်းမိမိနေထိုင်ရာတန်လျာတောင်ခန့်တို့ ဖွင့်လိုက်တာနဲ့တပြိုင်တည်းအပေါဝါမှာအတွင်းပတ်စီးပြီးတော့ကြိုနေတဲ့ကြောင်းဝါရဲ့ပရှင်ရောင်မျက်လုံးတစ်စုံကိုမြင်လိုက်ရပါတယ်ထို့သောမြင်လိုက်စဉ်မျက်နှာကမိမိကိုစားတောင်းဆိုင်တွင်အဝတပြဲကျွေးမွေးပြုစုရုံသာမကအိတ်ထဲသုံငွေဆက်ကူတစ်ထည့်ထိုးထည့်လိုက်သည်ကိုချက်ချင်းမြင်မှတ်မိပါတယ်ထို့သူရဲ့မိမာစိုးလွင်မြင်ပေဖြစ်ပါတယ်လွန်ခဲ့တဲ့နေရွာတီအတွင်း၌မိရထားတန်လန်းပေါ်မှာနှစ်ချက်စွာအိမ်မောချနေစဉ်ရထားဖြတ်ချွေတိတ်ဆုံးခဲ့ကြတယ် စိုးလိမ်မြင့်သည်သူ့လိုပင်တကောင်ကျွဲပဲဖြစ်တယ်။ဒါကြောင့်မလို့သူကဥဆောင်ပြီးတော့ကမထပြုတ်လုပြီးအကျက်တဲမှငွေကောက်ခံခဲ့တယ်။လက်လုတ်လက်စားဆင်းရဲသားရက်ွက်ဖြစ်တာကြောင့်များများဆဆမကြတော့လေ။အာသူဘစေအတွက်ကာမိရှင်များရှိခဲ့ပါတယ်။ရဲလေဆွမ်းမှကျွေးနိုင်တယ်။မိတို့ပင်ဖြစ်စေဆွေမရှိမျိုးမရှိ တကောင်ကျွဲစိုးလိမ်မြင့်အတွက်အစဉ်ပြေလို့သွားခဲ့ပါတယ်။ထို့ကြောင့်ရက်ွက်မှလူများကား အမောင်သာဥဆောင်ခြင်းမပြုခဲ့လျင်စိုးလင်မြင်းနေနဲ့ခွေးလေခွေးလင်တကောင်ပေါ်မှာဘဝကူမကောင်းနိုင်ဘူးလို့မှတ်ချက်ချကြတယ်။ထိုအဖြစ်အပျက်ကိုပြန်လည်စဉ်းစားမိတဲ့အခါမှာအမောင်ဥကြောင်ကြောင်လူတယောက်ဖြစ်ဖြစ်သွားပြန်ပါတယ်။တမလွန်ဘွားသူရောက်သွားဒီမှာတနေ့နီးပါးကြာမြင့်သူစိုးလင်မြင်းကညနေစည်းစာချိန်မှာမိမိကို စားတောက်ဖွေချာများဖြင့်ကျွေးမွေးဒီမှာဖြစ်နိုင်စရာမရှိပေ။ထို့ကြောင့်ကျွေးမွေးသူသည် သူ့ရဲ့ပေါ်မှာမိမိကျေးဇူးရှိသည်ဟု၍ပြောခဲ့သွားတယ်။သူဖြစ်စီစိုးလင်မြင်မဖြစ်နိုင်လျင်အခြားမိသူနီအမ်မောင်တီကျောင်းဝါအတွက် သူဝေလာတဲ့ပစွန်ကျော်နဲ့ငါးပေါင်းကျော်များကို ခြေမွပြီးတော့ကြွေချီတုပ်ပကံထဲသို့ထည့်ပေးလိုက်ပါတယ်။ကျောင်းဝါမှာစားနေခြင်းကပင်အမ်မောင်ကိုတစ်ချက်တစ်ချက်လှမ်းပြီးတော့ကြည့်မိတယ်။ထိုကြည့်မှကျေးဇူးတင်တဲ့အမှုရှာပါနေသည်ဟု၍အမ်မောင်မှာစဉ်းစားမိပါတယ်။ အမောင်မစိုးလိမ်မြင့်နဲ့တူတဲ့လူတယောက်ကပြေးသွားတော့ငွေဆက်ကူများကိုကြပြကြပြထုတ်ကြည့်တယ်။ငွေဆက်ကူများသည်အစစ်အမှန်ဖြစ်နေတာကြောင့်တော်ပါသေးရဲ့ဟူတဲ့သဘောမျိုးတပ်ပြင်းတစ်ချက်ကိုချမိပါတယ်။မိတို့ပေဖြစ်စေထုံငွေသည်ချိုးချိုးချမ်းချမ်းသုံးမယ်ဆိုရင်တော့အမောင်ကြောင့်ဝအတွက်ရက်သက်တစ်ပတ်စာဖုလုံနိုင်တယ်။ဒုဗ္ဗတော်လည်းအမောင်သည်ထိုးနေ냐ကအိရှာဝင်းချိန်မှာနှစ်ဖူးပေါ်လက်တင်ပြီးတော့စဉ်းစားမိတယ်။ လုံခဲ့သောတရက်ကကြေးဝိုင်းမှာပါတမြဝင်များပြောင်းတလင်းခါကုန်ခဲ့ပါတယ်။ယခုအခါမှာသူ့တန်တို့ကြောင်ဝါကြီးရောက်ခဲ့ပြီးတဲ့နောက်ဇာတာမြတက်ကလို့လာခဲ့ပါတယ်။ဒါကြောင့်မလို့စိုးလွင်မြင့်နဲ့အသွင်သူပုံတံသူတဲ့သူရဲ့ငွေများဖြင့်တပွဲတလန်အခေအစမ်းကြည်ရန်အထိထင်ချလိုက်တယ်။နောက်တနေ့နေမွန်းတဲ့ချိန်မှာကြေးဝမ်းတို့အမမာရောက်သွားတယ်။အမောင်ရှေကန်စာတာတက်နေဒီမှာတန်တရားဖြစ်เสียမလို့ စုစုပေါင်း၄နာရီမြတာကစားချိန်အတွင်းမှာအမောင်ရှိလက်ထက်၌စနေသိန်းကြော်ကြော်များအနိုင်ရရှိခဲ့ပြီးတိတ်ဝမ်းအတွင်အနိုင်ရသူတိုင်းအတွက်သုံးဆွဲမဲ့သူများကအစင်းရှိနေတတ်ကြတယ်အသင်အဖျင်20ကြော်မြအစားပြုပြီးတော့30ဝန်းကျင်အထိအရွယ်စားမျိုးမျိုးရုပ်စင်းတံတန်းဖုန်ဖုန်စုံစုံလင်လင်ရှိပါတယ်အမောင်နေ့တို့ချင်းကက်လာတို့မှာရှေးဆက်ကချင်းချီလေသူတယောက်ပဲဖြစ်တယ် သူမရဲ့နာမည်ကိုမိသူကားမှအတိတကျမသိပါဒီတညမှာနာမည်တစ်မျိုး နောက်ထပ်တညမှာအခြားနာမည်တစ်ခုထိုနာမည်များကိုသူမဘာသာပြင်မမမိတော့တခါတရံမှာရုပ်ရှင်မင်းသမီးတယောက်ရဲ့အမည်တခါတရံမှာတော့အစိုးတော်တယောက်ရဲ့အမည်ဖြစ်စေမော်ဒယ်တယောက်ရဲ့အမည်ဖြစ်စေဘာစတဲ့ရှိရနာမည်တစ်ခုကိုအလွယ်တကူပြောလိုက်ပါတယ်ထိုခါမှာသူမနဲ့တွေ့သူကတညတာအတွက်ခေါ်စရာအမည်တစ်ခု ရသွားလိမ့်ရင်လုံလောက်ပြီယခုညမှာသူမအမည်ရွှေရှိစင်းဟူ၍ဖြစ်ပါတယ်ရွှေရှိစင်းသည် အမောင်ရှည်အတွေ့ဖြစ်တယ်ကြိတ်ဝိုင်းမှာအနံ့ချရှိတဲ့ဆယ်နှစ်သိန်းကျော်ပိုက်ပြီးထွက်လာခဲ့ကြတယ်စားတော့ဆိုင်တဆိုင်မှာယေရှုကြီးနဲ့တူအဝါစားတော့ကြတယ်စားတော့ပြီးတဲ့နောက်မှာအမောင်ကအခောက်သားခင်တစ်ထုပ်ဝယ်ခဲ့ပါတယ်ရွှေရှိစင်းကနေအဲ့ဒါဘာလို့ဖို့လဲထိုကဲ့သို့မေးပါတယ် ငါဖို့ရှိွားအတွက်ထိုကဲ့သို့ပေါ်ပေါ်ဆဆဖြစ်ပါတယ်အမောင်သည်တက်စီတစည်းကိုငါပြီရွှေရှိစင်းကိုသူ့ရဲ့တန်လျာသို့ခေါ်သွားခဲ့ပါတယ်တက်စီကပေးပြီးပြန်လွတ်လိုက်တယ်တန်လျာတစ်ခုရဲ့အခန်းလေးတစ်ခန်းမှာအမောင်နေတဲ့အခန်းတစ်ခုသာရှိပါတယ်ကျန်တဲ့အခန်းသုံးခန်းကဟလာဟင်းလေရှင်အခုဘယ်သွားမှလဲဟင်းငါအခန်းကိုပေါ်ပါလေမလိုက်ချင်ဘူးလားအမောင်ကရေးရွှေရေးချိန်နဲ့ မန်တက်လို့နေတယ်အကူနဲ့ဆိုငရဲပြီတိလိုက်ဖို့အသင့်ပါပဲဒါပေမဲ့ရှင်းအဖို့ရှိဝါဆိုတာဘာတူလဲအထီးရှိဝါကကျမလိုက်လာတာကြည်နေပါမလားရွှေရှိစိတ်ခါဆက်စုပါတယ်ရှိဝါကကြည်နေလားမကြည်နေလားမေးစရာမလိုဘူးအဲ့ဒါငါအိမ်မကြည်နေတဲ့သူကိုဖယ်ရှားလိုက်ရုံပဲအမောင်ရှယ်မူလားပင်စိတ်ကိုမရှိတော့တင်းလေးရှားရှယ်ဒေါဆုံခန်းကိုဖွင့်လိုက်တာနဲ့ အပြိုင်နယ်ထဲမှာအကြောင်းဝါကြီးမှာစီကြိုလိုနေပါတယ်။အမမကောင်းရှင်းပဲရှိ။နိုးစီဘိုးကိုလွတ်ပေါ်မှာဖျောင်းနိုင်အတူတခုကိုထွန်းကြီးလိုက်တယ်။အခောက်ခင်အသားခင်များကိုကြွေကြေတုတ်တန်းစလုံးထဲမှာထည့်ပေးလိုက်ပါတယ်။အကြောင်းဝါကြီးမှာမင်းကြီးချက်ရီစားတော်လိုနေတယ်။ရွှေရှိစင်ကတန်တောနဲ့ကြည်နေပါတယ်။အထရှင်းအပေါ်ရွှေဝါပေါ်ဟုတ်လား။ဒါပေမဲ့သူကအထီးကြီးပဲ။ရွှေဝါဆိုတာကြောင်မောက်ကိုပြီးတဲ့နာမည်မျိုး။ နာမည်ဆိုတာခေါ်စရာတစ်ခုဖြစ်အတိမတ်ပြုထားတာပဲကြောင်တီကိုရှေဝါဆိုတဲ့နာမည်မပေးရဘူးလို့ဘသူကပြောလဲအမောက်ကအာလေးရှာလေးဖြင့်ပြောပါတယ်ထို့နောက်မှာသူ့ရဲ့အိတ်ရှာရှိရတော့ရှောက်သွားတယ်အိတ်ရှင်နေစိတ်ကလွှမ်းမိုးလို့နေပါတယ်မြက်ခုများကိုဖွေးလို့မရအမြင်အာရုံကိုဖုံးကွယ်လိုက်ပါတယ်အမောင်ရှုပ်တည့်ရဲ့အိမ်မောကြသွားတယ်သူ့ဟာသူ့အိမ်မောကြသွားလိမ့်မယ်လို့ကြိုတင်သိမထားချင်စင်စစ်အပြင် ရွှေရှိစိတ်ကအမောင်ကိုရေကြီးလွန်အောင်လို့အကြံနဲ့တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။ယခုအမောင်သတိလက်လို့ဖြစ်သွားပြီ။ရွှေရှိစိတ်သည်အေးအေးဆေးဆေးဖြင့်အမောင်ကြားခင်အတွင်းအိတ်ထဲမှငွေဆက်ကူများကိုဆွဲထုတ်လို့နေပါတယ်။သူမရဲ့လက်ထဲသို့ရောက်လာတဲ့ငွေဆက်ကူများကိုပီတိစိတ်နေတဲ့ခံစားမှုဖြင့်သူမရဲ့ရင်ခွေထဲမှာအပ်လိုက်ပါတယ်။ထိုအခါတည်းမှာသူမရဲ့မျက်နှာရှိမှလက်ရဲပြတ်တဲ့ပုံမှာမြန်ဆန်လုံးတဲ့လက်ကဖေရှားမှုတစ်ခု ဖြစ်ပေါ်လို့လာခဲ့တယ်။အသေးအခက်လောက်အောင်လို့နှလုံးသွေးပြက်မခံဝေဒနာများခမျက်နာပြင်တစ်ခုလုံးမှာလေတိုင်ရှိရာသွေးကြောကြီးကိုပြင်းပြင်းထန်ထန်ဖြစ်ပေါ်လို့သွားခဲ့ပါတယ်။မျက်နာတစ်ခုလုံးမှာသွေးချင်းချင်းရဲပြီးတော့လေဘင်းတွေမှာလည်းသွေးစီးကြောင်းတစ်ခုခါပေါ်နေပါတယ်။အမျိုးသမီးတွေငွေဆက်ကူများကိုလွှတ်ချပြီးတော့တင်းတဲရနောက်ဖက်သို့တဟုန်တို့ပြေးသွားခဲ့ပါတယ်။အတော့ကူမဝေးဝေးသို့ရောက်တဲ့အခါမှာ ထိုအမျိုးသမီးကနောက်သူတစ်ချက်ကြည့်မိတယ်။တဲပါဝါမှာငုတ်တုတ်ထွက်လိုက်ကဲသူမကူကြည့်လိုက်ချက်ရှိတဲ့ကျောင်းဝါကြီးရဲ့မျက်လုံးထဲမှာအလေးချောင်တောက်ပနေသည်ဟုထင်မှတ်ထားမိတယ်။သူမအနေနဲ့အမောင်ထန့်တို့နောက်ထပ်တစ်ချက်ခြေဦးလိုက်ခြေတော်တတိကမရှိတော့ချေ။အမောင်တတိကျနိုးထချိန်မှာအာရုံတက်ချိန်ကြော်လွန်တဲ့အခါမှာမိုးကောင်းကင်မှာအလင်းရောင်မုန်ရှိချီဖြစ်ပေါ်လို့နေပါတယ်။တဲတွင်းရှိအရာခက်သိန်းကိုဝိုးတော်ဝမြင်နိုင်တယ်။ ပြန်ကျဲနေတဲ့ငွေဆက်ကူများသည် အခမ်းပဝအထိကျနေပါတယ်။အပဝမှာငုတ်တုတ်ထိုင်းနေတဲ့ကြောင်ဝါကြီးကိုမြင်တွေ့လိုက်ရတယ်။ဒုက္ခမှာအံ့မောက်ကသူခေါ်လာတဲ့အမျိုးသမီးနဲ့ပတ်သက်ရင်စဉ်းစားမိပါတယ်။သူလုံးဝဖလက်ပြသွားချိန်သူ့ရဲ့ငွေများကိုအလေးထုတ်ချင်ကြိုးစားတော့ကြောင်ကြောင်ဝါကြီးကသင်ငန်းစာပေးလိုက်ကြောင်းကိုသဘောပေါက်သွားတယ်။ကြောင်ဝါကြီးနဲ့အံ့မောက်သည် ထိုချိန်မှစပြီးတော့တယောက်ပေါ်တယောက် အပြန်အလှန်တန်ကျော်စင်ရှိလာခဲ့ကြတယ်။တကြမှာအံ့မောင်တဲ့ကြောင်ဝါကြီးတို့လမ်းဘေးပလက်ဖောင်းပေါ်မှာလမ်းလျှောက်နေစမှာအချိန်ပြင်းစွာမောင်းလာသောကားတစ်စီးကလမ်းဘေးထိတက်လာပြီးအံ့မောင်ထံသို့ဥတီလာပါတယ်။ဒုက္ခမှာကြောင်ဝါကြီးသည်အံ့မောင်ရှိမှခုန်ထွက်ပြီးတော့အကာအကွယ်ပေးလိုက်သဖြင့်အံ့မောင်မှာအသက်ဘေးမှာတီတီလေးပဲလွတ်မြောက်လို့သွားခဲ့တယ်။သူ့ဘတော်လည်းကြောင်ဝါကြီးအသက်ဆုံးရှုံးခဲ့ရတယ်။အံ့မောင်ကရှူးချုံမရ။ကြောင်တေကိုပွေဖက်ပြီးတော့ ရှက်ကြီးတငင်ငိုးပါတယ်။ကာမောင်းလာသူသည်အရက်မူးမူးနဲ့စွန်မောင်းလာခြင်းဖြစ်တော်လေ။အံ့မောင်ရဲ့အဖြစ်ကိုကြည့်ပြီးအမူခပြေလို့သွားတယ်။အံ့မောင်ကိုတောင်းပန်ပါတယ်။နောက်ထပ်အကြောင်းတစ်ကောင်အစားဝယ်ပေးမိဟု၍ဂတိပေးပါတယ်။ခမည်းကိုကြောက်ကိုယ်တိုင်မတက်မိခင်အခုချက်ချင်းကြောက်ရှိကအမြန်ဆုံးထွက်သွားပြီတော့။ထိုကဲ့သို့မီဝင်းဝင်းတောက်နေတဲ့မျက်လုံးတစ်စုံဖြင့်အော်ဟစ်မောင်းထုတ်လိုက်ပါတယ်။ထိုကြောင့်ကြောင်တေလောင်းကိုကလေးငယ်ပမာ တချူတရာပွေ့ချီခဲ့တယ်။ရှင်းချောင်ကတီပါပြီးကိုအံ့မောင်တွင်တူပြီးတော့မြုပ်လိုက်ပါတော့လား။အံ့မောင်နေတန်းရာတန်လျာဝင်းကျင်မှာပဲဖြုတ်တဲ့တော်ကြီးကကြံပြီးတယ်။ကျောင်းဒီမှာအသက်9သက်ရှိတယ်ဆိုတာခမရမကြဘူးဘူးလား။မကြခင်ပြည့်ရှင်လာအောင်ပါဗျ။အံ့မောင်မှပြန်လဲပြီးတော့ရှင်းပြတယ်။ထိုညမှာအံ့မောင်သည်ကျောင်းဝါကိုခါတန်းအိတ်နေကြသူ့ရဲ့ချစ်ရင်မှာပဲနေရာချပေးပါတယ်။ကျောင်းဝါကြီးမှကျန်းနေတတ်တဲ့ငါးကြော့ကို အယိုးနှင်ပြီးတော့အသားကြီးကြီးကျွေရည်တော့ပကံထဲမှာထည့်ပြီးတယ်။ထုံညတညလုံးမှာသူ့အိတ်မပြောကြံဝါကြီးပြင်ရှင်လို့ပြင်ချင်ညာထကြည့်ရပါသေးတယ်။နန်းနံမိုးလေးတဲ့အခါမှာအံ့မောင်စိတ်လျှော့လိုက်တယ်။ကြောင်တီကူပွေ့ချီပြီးတော့တန်လင်းရနောက်ဖက်ရှိရေနဲ့တဲ့ချောင်းဆက်ထိတည့်သွားခဲ့ပါတယ်။ထို့နောက်မှာရေထဲသို့အသားအရာချလိုက်တယ်။ကြံဝါကြီးရဲ့ခန္ဓာကိုယ်သည်ရေထဲသို့တဖြည်းဖြည်းချင်းမြုပ်ဆင်းလို့သွားခဲ့ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာဆယ်လဲလေးကတော့ဒီနေရာမှာနေပြီးဆုံးလို့သွားခဲ့ပါပြီဆယ်လဲလေးကိုဆုံးတီလိုက်ပါနားဆင်ပေးတယ်တူဦးတယောက်ချီစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ